အားလုံးပဲမင်္ဂလာပါခင်ဗျာတယ်မော်နင်းရှိုးနျူးစ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့ကလေးမျိုးမှာအတောင်ရမ်းကျန်းနေတဲ့စစ်စေးကိတ်တွေအခြေအနေ၆မျိုးမှာအတင်းအကျပ်ပေါ်လာဆွဲကပတ်စံကောက်နေတဲ့အခြေအနေစင်ကူးတပိတ်ချင်းမှာဝါရာမိုင်းတိုက်နေတဲ့အော်တိုမတီအုပ်စုအပါဝင်အကျန်းဖက်ထောက်ဖို့တွင်ကြောက်မဲကနေနောင်ချိုဘက်ကိုဆင်းလာတဲ့ပလောင်အကျန်းဖက်တွေတရင်စီဖောက်နေတဲ့လုံကြုံရေးဂိတ်တွေစတဲ့တဲ့ရင်တွေနဲ့ပတ်သက်လို့ကိုစောဖုံးဟင်းရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ 15ရက်3လ2025ပေါ့နော်ကျွန်တော်လည်းဒီဆင်မစ်လောက်တည်းအချက်လက်လေးတွေမတင်ရတာလည်းကြာပြီခီးရထွက်နေတာဖြစ်တယ်ပြီးကြပြားလွဲအကြီးကျန်အကျွေးကျန်နေပေါ့နော်အဲ့ကြပြားကျွေးကျန်တာကတော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပေါ့ကြပြားလေးကအရင်နဲ့တာတာရှိရပေါ့နော်အခုဒီကြပြားလေးကတော့တောင်ကြီးမောင်အေဂျင့်ရဲ့ကြပြားပေါ့နော်ကြပြားလေးရဲ့ခေါင်းစဉ်ပေါ့နော်အောင်ပွဲရဖို့တဲ့ နေမီခြေပြတ်ခြေကိုဆန့်၍အနံ့အတက်အနံ့အတက်စူးစမ်းလျက်ကအထွက်အဝင်မျက်စိလင်စွာထေရှားပိုင်ပိုင်ခွဲခြားနိုင်အောင်ထိုင်မနေပဲလှုပ်ရှားရေးပြီးအမြဲမပြတ်တတိချက်ခါစေဇက်ပါမှအောင်ပွဲရမည် တတ္တိရှိဖို့လဲလို့ဒီမောင်ဝေကျန်းတောင်းကြီးပါ14ရက်3လ2025ဆန္ဒနာရီမှာရေးဆက်ထားတဲ့ကဗျာလေးပါမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေတဲ့ဗောနော်ဒီကဗျာနေတော့အထိပ္ပယ်ဒီပြည့်နေထောင်းလိုင်းအတွင်းနေပဲတွေးပါဗောနော်နောက်တစ်ခုကတော့ကျွန်တော်ဒီသတင်းကိုမတင်ခဲ့တာ3ရက်ရှိပြီဗောနော်ဒီရရှိတဲ့မြေပြင်သတင်းကိုဒီနေ့ဓာကစားမှု ဒေတာ26ကကိုအောင်ကျော်ဆိုင်ကိုကျွန်တော်ဖုံးဆက်တယ်ဖုံးဆက်တော့ကိုအောင်ကျော်ဆိုင်ကဖုံးမကင်ဘူးပေါ့နော်မကင်တဲ့အတွက်ကျွန်တော်ကမက်ဆေ့ပို့တယ်မက်ဆေ့ပို့တာကိုလည်းဟိုပြန်ကြားခြင်းမရှိတော့တဲ့ကျွန်တော်ကဒီသတင်းကို ပြောရတာဖြစ်တယ်ကလေးမျိုးမှာတဲ့ချင်းတောင်တို့အထက်ရှင်းမိုင်ဂိတ်ကိုမိုင်ဂိတ်မှာကုံစီတင်ကားအဝင်အထက်ဒစည်းကို10သိန်းနဲ့15သိန်းကြားထဲမှာတောင်းတယ်တဲ့ကလေးမျိုးဘက်ဆယ်ကြီးခိတ်က စကက်ကားတစည်းကို၈သိန်းလိုက်ထွက်ကားတစည်းကို၄သိန်းသုံးမင်းတစည်းကို၃သိန်းခွဲစစ်တပ်ကိန်းများက တောင်းနေပါတယ်တဲ့နော်ဒါတော့တိုင်းပြည်ပြည်ပြောင်းလဲဖို့အတွက်ကတော့ပြောရမှာပဲနောက်တစ်ခုကတော့ချောင်းမြုံနယ်အတွင်းမှာစစ်မှုထမ်းဥပဒေအကြောင်းပြကစစ်မှုထမ်းဥပဒေနဲ့မကန့်ညီသောအမျိုးသမီးများကျန်းမာရေးချွေးရင်းသူများအတမ်းမပြည့်သူများအားစစ်မှုထမ်းဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိဘဲချောင်းမြုံနယ်ရှိလမ်းပိုင်းများပိတ်ဆို့ကာ ်ပေါ်တာဆွေးခြင်းဟုခေါ်တော့အဓမ္မခေါ်တော်ခြင်းဖန်စီခြင်းများကိုလှုပ်ဆောင်လျက်ရှိပြီးအခါချင်းဝင်များကောက်ခံတာစီးပွားရေးအတွင်ဆောင်ရွက်လျက်ရှိကြောင်းမြမတမတော်ဤဂုံတိတ်ကကိုညှိုးနှွမ်းစေလိုသောလုံရမြအားလှုပ်ဆောင်လျက်ရှိကြောင်းတာဝန်သည့်ပြည်သူတို့အနေဖြင့်တင်ပြပေးအပ်ပါရန်အကူအညီတောင်းပါရခင်ဗျာတဲ့နော်မြမနိုင်ငံမှာတော်တော်ဆိုးတယ်ကျွန်တော်ပြောတယ်တိုင်းပြည်တို့နိုင်ငံတို့လူမျိုးတို့ပဲဗျာ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်ပဲပေါ်တာပဲဆွေဆွေကြိုက်တာဆွေခမားတို့ကျွန်တော်အချိန်ချင်းပြောတယ်နော်ရုပ်ရှင်မင်းသားမင်းသမီးတွေအသက်16နဲ့35နှစ်တိစစ်မှုမထမ်းပတ်စံရှိတဲ့လူကုန်တိုင်းတိုင်းဝိုင်းတွေဟာသာသမီတွေအများကြီးပါစစ်မှုမထမ်းခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအချင်းပြက်ခြားစားခြင်းနဲ့ စောက်ရှက်မရှိစွာကြာရှုံးနေတယ်။အဲ့တော့ဟိုတမျိုးကဝေဦးစည်းချုပ်နိုင်ငံတော်နာဆာကအစိုးရအဖွဲ့ဝင်တရလုံးနဲ့နော်အောက်မှာလုံနေတဲ့အချင်းပြတ်ချစားတဲ့အချို့တော့ထွေရုပ်တွေရဲတွေတမရော်သားတွေလှုပ်ရှားနေကြတယ်။အဲ့ဒါကပြည်သူလူထုတဲ့အသည့်ဖြစ်တယ်။နော်ဥရင်နဲ့မညီတဲ့အလုပ်တခုကိုလုပ်ပြီဆိုရင်အစိုးရကို ပြည်သူလူထုရဲ့စိတ်ထဲမှာနောင်လာမဲ့အစဉ်ဆက်အစိုးရအစမကောင်းတဲ့အမြင်တွေဝါရီသူတို့ရဲ့နှလုံးသားထဲနဲ့စိတ်ထဲနဲ့အုံနောက်ထဲမှာကိန်းအောင်သွားရင်ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်နိုင်ငံလူမျိုးကျွန်တော်ဘယ်လိုလုပ်တိုးတက်မှာလဲနော်အဲ့တော့ကျတော့ခေတ်ကပြည့်စင်တဲ့လောက်ပြည့်ငါတို့မှာဥပဒေတွေမူဝါဒတွေပေါင်းနေတဲ့ လုံးမယ်ဆိုပြီးတော့အကျင့်ပြချစားတဲ့စောက်ကျင့်ပြတဲ့စောက်စရီစောက်တရေရုပ်တဲ့အောက်တန်းစားစိတ်တဲ့ရှိတဲ့ဝန်ထမ်းတွေအများရှိပါတယ်ကျွန်တော်တို့ဆက်လက်ဖော်ထုတ်ပါမယ်အသက်နဲ့ရင်းပြီးတော့ဖော်ထုတ်ပါမယ်ခင်ဗျာနော်ကျွန်တော်လည်းအခုဟိုဘောနော်ခကြီးတွေထွက်နေလို့နော်ကျွန်တော်ဟိုတိတိကျကျနေနော်အချက်လက်ပြည်စုံတော့ပေးပါကျွန်တော်တို့ဒီတိုင်းပြည်နိုင်ငံဒီလူမျိုးတွေတိုးတက်ဖို့ကြီးပွားဖို့ကောင်းစားဖို့ဆိုရင် ဒီအကျင့်မြတ်ချစားတဲ့လူတွေရဲ့အကျင့်စာရိတ္တတွေကိုကျွန်တော်တို့ပြုမြင်ထင်းသိမ်းကြောင်းလိုင်းရင်ထဲမှာတိုင်းပြည်တပီးကိုအကောင်းဆုံးတည်ဆောက်လို့ရမှာဖြစ်ပါတယ်ဗောနော်နောက်တစ်ခုသတင်းကတော့မင်္ဂလာပါကိုဘုန်းကြီးရဲ့တပည့်ချင်းမြို့နယ်စင်ကူးမြို့နယ်အကြောင်းတွေကိုတဲ့နေပြည်တော်နေဖြစ်တဲ့ကျွန်တော်တို့ကအသိဆုံးမှာတဲ့ဒေနီယာဘယ်ရွှေလုတ်ကွက်ကအောင်မြင်နေဆိုတာကအစာတိနေတယ်တဲ့ကျွန်တော်တို့ပို့ပေးနေတယ်တဲ့နေရာမပညာတေးကြတယ်ဆိုတာကအထက်လူကြီးတွေလိလူရှုနေတယ်လို့ခံစားရတယ်တဲ့ တကယ်လက်တွေ့မှာလည်းကျွန်တော်တို့ကတိုက်ပွဲဝင်နေကြရတာပါတဲ့မပြည့်စည်မဆုံးဆုံးခြင်းဘူးလေမတည်တည်ခြင်းမဟုတ်လေဒါပေမဲ့အချိန်ကာလကြာနေအများကြီးဒေသခံတွေကသူတို့ရဲ့မိုင်းအောင်မှာဟဲ့တန်တရာတယ်လို့ယုံသားနေကြပြီးဒါကြောင့်လုံးတင်နေပြီတဲ့မွေမျက်နှာမကြည့်ပါနဲ့တဲ့ပြောလို့ပြောချင်တာပါတဲ့ကိုဖုံးရေးတဲ့အော်ရင်ကိုဖုံးအော်လို့ရှိရင်ခဏတော့တဲ့ပြိတ်အုပ်ပြီးတဲ့အဖမ်းပြပြီးတော့တဲ့ရခိုင်တိုင်းပြန်ဖြစ်တယ်တဲ့ ဝါရမိုင်းတိုက်တဲ့သပေချင်းမြို့နယ်တွေကအတ္တသမားတွေစင်ကူးမြို့နယ်တွေကလူမနွားတွေကရတန်းကရကြကိုပြောစီကြမှာလေတဲ့မြို့ပေါ်မှာတဲ့တတရာရနေသူတတရာရနေနေနေသူနေသားတွေကိုမဟုတ်မမှန်ဟောလဲစားတော့ရေးရတယ်ကမဟုတ်မမှန်တရင်တွေပို့သူတို့မိသားစုတွေကဘယ်နေရာနေမှာဆိုတာကအစာတိနေတယ်တဲ့ရတန်းကမရတော့တော့ဥပဒေဆိုတဲ့အပြင်ကိုကျွန်တော်တို့တွေရောက်ရတော့မယ်ကိုဘုံနဲ့အားကိုးတယ်တဲ့နားလေလာပါပြီအားကိုး ားလင်းနာလာပါပြီလေလေးစားတဲ့ပါတဲ့တပိတ်ချင်းမြို့နယ်တဲကဝါရမိုင်းသူနေသူများကမျက်ရောင်ချီမိသားစုတစုလုံးစင်ကူးမြို့နယ်ထဲမှာဝါရမိုင်းတိုက်သူများကတေမြင်းဆောင်ဒေါ်ကြည်ချင်းမြင့်မိသားစုနှင့်မြင်းဆောင်အောင်သူကမိသားစုသုံးမြင်းဆောင်အောင်သမารီရဲ့အဆွေပွားများတပိပိစကားများဖြင့်ပြောကြားပေးစီလိုပါတယ်နော်အောင်သမารီဆိုတာကလည်းကျွန်တော်သိပြီးတော့တော့ပြောချင်ဘူးပေါ့နော်ဝရမ်းထုတ်တယ်နော်ရှေးတိုင်းပိုင်းရှင်ဖို့လို့မှခဏလာတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဖမ်းရင်ဖမ်းစီချင်ပါဘူး ါပေမဲ့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဆိုရင်တော့ခမရတို့ကအောင်တမာတိတို့ဇွဲထက်တို့ခမရတို့အစိုးရကြီးရတယ်နော်ဝရန်နေထုတ်တယ်ဒီလူတွေကမဟုတ်တာလုပ်ပါတယ်ဆိုပြီးတော့ဒီလူတွေကတော့ခေါင်းသားနေပြီးတော့မှအခြေခံလူဒန်းစားတွေအားလုံးဒုက္ခရောက်ပြီးကြုံမန်းလူဒန်းစားတွေဘဝတွေကတိုင်းပြည်ကိုကာကွယ်နေရပါတယ်နော်ဒါကရိုးရိုးရှင်းရှင်းပြောတာပါနော်တိုင်းပြည်ကိုကာကွယ်နေရတာကအစိုးရအဆက်ဆက်ခေတ်ဆက်ဆက်မှာ ကျောင်းပွဲလူတန်းသားအခြေခံလူတန်းသားတွေကတိုင်းပြည်နဲ့နိုင်ငံရဲ့လူမျိုးရဲ့အချို့သောနေရာတွေမှာရှင်းနေပြီးတော့မှနော်ခရိုနီလိုလိုခရိုပြာလိုလိုပတ်စံရှိရာလိုလိုပတ်စံမရှိတာလိုလိုမတိကြလိုလိုယူကြအောင်ဆောင်လာလိုလိုလူတွေကတိုင်းပြည်ကိုဖျက်ဆီးနေတာဖြစ်ပါတယ်နော်အကိုရဲ့မနေ့ကကျောင်းမင်းကနေရန်သူတွေရဲ့ဝင်နဲ့သွားတယ်သွားတဲ့ဓာတ်တွေတွေ့တယ်လေကားနဲ့စားတွေနေတယ်ယောက်ျားလေးတွေတည်တန်းနဲ့အရဲဝင်နဲ့လက်နက်တွေ equipment တွေမပါဘူးတဲ့ လူလို့အခုတလောတဲ့အဲ့လိုလေသွားနေတယ်ဒီနေ့ဆိုင်းရီတွေတင်ပြီးသွားခဲ့တယ်တဲ့၆ဘင်းကားနဲ့ဆိုင်းရီအပြည့်အပေါ်မှာတဲ့ပလောင်စစ်သားဆိုပြီးထိုင်ပြီးလိုက်သွားတယ်အင်းဝိုင်းကျော်ပြင်ဦးနေစစ်တပ်ကိတ်ညီမတို့ကြတော့တဲ့ပြေးမသွားဘူးတဲ့ညီမလာသေးတယ်တဲ့လမ်းမလွယ်လို့လည်းပြန်လှည့်သွားတာတဲ့ဒါပေမဲ့လည်းကလားနှကောင်ကြတော့တဲ့ပြေးသွားတယ်တဲ့ဒါသူရဲ့အတိုင်းကိုပြောတာနော်ညီမတို့ဖြတ်ကူးလို့မရတာတဲ့တော်တဲ့တာဝန်ရအစီအပြေသူလမ်းပိတ်နိုင်ပြင်မဲတဲ့ကလားကြီးကြတော့တဲ့ပြေးဖြတ်တယ်တဲ့ ပြင်းဦးလေးစီးပေါင်းနေလားမသိဘူးလေစိတ်ထဲမှာတမျိုးပဲစိတ်မှုမိတယ်တဲ့ညီမတို့ကတော့ပြင်းဦးလေးတွေဝင်ဝင်မရှိတာတဲ့ကလားကြတော့လွတ်ပေးတယ်တဲ့မန္တလေး MD1 တဲကိုကန်းတွေမှာပလောင်ကောင်တွေတဲ့အစုလိုက်ပြုံလိုက်တဲကိုနေကြတယ်တဲ့မန္တလေးစီးပေါင်းနေပြီတဲ့ကြောင်မဲ့တစင်တစက်ကိုပထမပိုင်းနဲ့အဲ့လိုပဲတဲကိုကန်းနဲ့တဘုံပေါင်းပြီးတော့ကြံလာတဲ့မန္တလေးတဲကိုကန်းတွေလည်းတဲ့အဲစည်းနေတဲ့အမြန်စစ်ပါတဲ့လောက်ကောင်တွေအကုန်ဖမ်းချုပ်ပလောင်ကောင်တွေကိုတဲ့အချုပ်ကန်းတွေကိုဖမ်းတယ်ပါတဲ့ တက်မတော်ကားတဲ့တက်နဲ့တူအောင်မလုပ်ဘူးဆိုရင်တော့ပြည်ဦးနဲ့မန္တလေးမကြခင်စင်မီတော်တော်မယ်ကိုကြီးတဲ့ဒါတွေကိုမသိဘူးတဲ့အေဒီဆက်နဲ့နေကြတယ်တဲ့နော်ဒါတရင်ပြေးတွေပေါ့နော်ဒါကျွန်တော်အဲ့တော့ကျွန်တော်ကကလားလို့လည်းမပြောကျွန်တော်တော့ရေးပြီးတဲ့အချိန်ပြောရမှာပဲကျွန်တော်တော့အစ္စလမ်ဘာသာဝင်မွတ်စလင်လူမျိုးပေါ့နော်အဲ့တော့မြန်မာနိုင်ငံကြီးအများဆုံးငြိမ်းချမ်းပါစေရှင်နဲ့ရောက်နေတက်မတော်သားတွေဘေးကနေကင်းရှင်းပါစေ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်